ြေတွေမှာကအောက်ခြေတည်အပါအဝင်အဆင့်ဆင့်ဒီညိုနယ်တွေနော်လောက်စားပြီးတော့လူသေးတွေစမှုလမ်းဒီစမှုဒါဥပဒေကိုရှောင်ရွက်ဖို့အတွက်ပေါင်းပြီးတော့လူတွေကလောက်စားပြီးတော့ပုံပြီးပြည်သူတွေကလူသေးတော့တိုင်းပြည်ရဲ့ဘန်နာကိုပြီးကူထိုင်ပြီးတော့ဒီအခြေအနေကိုပြန်ပိုက်တဲ့လူတွေတော့နော်နိုင်ငံမှိုင်းပတ်စံနဲ့ဝင်ကားတဲ့ဒီရဟန်းရည်တွေတိုက်လေရည်တွေတုံးပြီးပြီးတော့ဒီပြည်သူကိုပြန်လဲဘုန်းကြီးအဲ့ဒါကမှမင်းတို့ကအမေစက်နာနေတခုပြီးတခုနော်ဆွမ်းလို့ကအရှုံးရှုံးနေတယ်။ဒါပေမဲ့အဲ့ဒီရှုံးကိုမင်းတို့လက်မခံဘူး။ ဟယ်လိုချရမီဘာပီတူနီကိုမော်မာမြားအားလုံးမင်္ဂလာပါ news pitch channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ် 2025ခုနှစ်မေလ24ရက်နေ့ရက်ကျွန်တော်တို့စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့ညမှာနောက်ဆုံးချတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးပြောခလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာဆိုတော့တော်လန်ရဲ့ဆူရန်နေပြည်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမုံကျင်းနေတဲ့ပေါ့နော်စစ်ကန်တဲ့အောင်ပွဲတွေလည်းများစွာရှိနေတဲ့ပြင်ပေါ်မှာရုတ်ကိုက်တွေချင်းချင်းပြန်ပြည်မှာစော်နေကြတဲ့ပွဲတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပ်ဖွဲ့အနေနဲ့ကတော့ အကိုတိုင်းမင်းလာမြို့နယ်ပိုင်းဘကူယုံမအတွင်းတက်လာတဲ့ချမ်ပစက်တက်ဆက်ချောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့လို့စစ်သား၁၀ဦးသေဆုံးပြီးတော့မှတောထဲမှာဖြစ်တယ်လို့ဆွန့်ပစ်ခဲ့တဲ့အလောင်းလေးလုံးကိုတင်းဆက်ရရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မင်းလာ၂၂ရက်နေ့ည၇နာရီခွဲချိန်မှာမင်းလာမြို့နယ်ပိုင်းဘကူယုံမထဲမှာရှိတဲ့ခါချင်းတောင်ပေါ်ကိုစင်ကလန့်မြို့ချောင်းယုံမဖြတ်ကျော်လန်းအတိုင်းခြေလင်းတက်လာတဲ့အင်အား၁၀၀ကျော်ပါတဲ့ချမ်ပစက်တက်ဆက်ချောင်းကိုဟိုင်းယူလန်းစုံနဲ့ပြင်ကရိုခင်းရွာအကြားမှာရှိတဲ့တရုတ်ပေါက်ကြောက်ကုန်းကြီးက တော်ရီခင်တရင်သုံးလုံးရှင်းတဲ့တခွင်းကမြို့ဆက်ကျောင်းကတော်လိုက်တဖို့နဲ့ပြီးတော့မှစောင့်ချိုတိုက်ခိုက်ခဲ့လို့လက်နေချီလေးနဲ့ငငယ်တွေနဲ့တနအိခန့်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့မှချမ်ပီယံစစ်ကောင်စီတပ်သားဇဲဝထမန်နဲ့တေဆုံပြေအများပြားတန်ရရှိပြီးတော့မှဗန်ဝေကုန်းရွာဘက်ကိုတက်ပြက်ပြီးတော့မှစုခွာထွက်ပြေးသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်တက်ပြက်ပြီးတော့မှခုဆိုရင်ဒီခွေးပြိုးပြပြနေကြတဲ့စစ်ကောင်စီတဖို့နဲ့ကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေကလည်းပြီးတော့မှလိုက်လံပြစ်ခတ်ရှင်းလင်းနေတော့မှဖြစ်ပြီးတော့မှဒီကြားထဲမှာစစ်ခွေးအလောင်း၁၀လောက်ထပ်ပြီးတော့မှတင်ဆက်ရမိတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ခရင်နီပြည်နယ်ဘောလခဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာကုန်းစခန်းတစ်ခုကိုတော်လိုင်းပွန်တရကနေပြတော့အတင်းပရရှိပြီးတော့မှအဲ့ဒီစခန်းသိမ်းတဲ့ဘွဲအတွင်း DMO Local PDF တရင်နဲ့ဒုတရင်မှု Henry လို့အောင်ကြာဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မနေ့ကစခန်းသိမ်းတဲ့ဘွဲအပြင်နေမြင့်ရှင်းလင်းရဲ့လက်နေကြီးထိတာဆိုပြီးတော့မှ DMO Local PDF တပ်ဖွဲ့ဝင်ရဲဘော်တို့ကနေပြတော့ပြောဆိုထားတာဖြစ်ပါတယ်။ဘုံသီးတွေကမိုးရတော်လို့ကြာလာတော့အထိခိုက်မှုနည်းနည်းများတဲ့လေးချောင်းကနေလည်းတိုက်ခိုက်ခံရရတော့ ပိုဆိုးတယ်ဆိုပြီးတော့မှကယင်းဒီစစ်ဘက်တရီဘင်းကနေပြီးမှပြောဆိုထားပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ခုဆိုရင်ကယင်းဒီပြည်နယ်ဘက်မှာစစ်ကောင်စီနဲ့ကျွန်တော်ခယင်းဒီတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကြားထဲမှာတော်လိုင်းရေးတပ်ဖွဲ့ပြင်ထန်နေတာပြီးမှဒီကြားထဲမှာကျွန်တော်ဒုတိယမွေးဆန်တော့ဒီကျွန်တော်တိုင်းပြည်နယ်လူမျိုးတွေတက်ပြီးလို့သွားတာပဲဖြစ်ပါတယ်ကျွန်တော်ဒုတိယမွေးတွေပေါ့နော်လုံအောင်ကိုစိတ်မကောင်းဖြစ်ရတာပြီးမှကျွန်တော်မကြခင်မှာတော့တွတ်တွေယူစုပြီးတော့မှဘလခဲမျိုးနယ်မှာရှိတဲ့စစ်ခွေအားလုံးကင်းစင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြည့်မှာကတော့ကိုစီရနဲ့ပြီးတော့မှထိုင်းဘက်ကိုထွပေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထိုင်းဘက်ကနေပြီးတော့မှအခုဆိုရင်နင်ထုံးလွန်းလို့ပေါ့နော်သူတို့ရဲ့ဒီအရှိမရှိပဲနဲ့ပြီးပြင်းနေရတယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှတေချာလေးရှင်းပြပြောဆိုထားဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးဒီစကွေးဘိုးမှာရုတ်ကဲ့တွေနဲ့စစ်ကောင်စီတပ်သားတွေကိုပြပြင်းနေနဲ့ဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စာချေးလိုက်ရအောင်နော်လက်ရှိစစ်ရှုံးနေတာဘလူးဘက်ကရှုံးနေတာအရှုံးကိုလက်ခံကြလိုက်ဟန်တိုင်းတီးရအေးစစ်ဖြစ်သွားမှာလေရှင်းရှင်းလေးနော် ကိတုဘကတော့နမခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲနော်မင်းတို့စားတဲ့ပွဲမှာအခုမင်းတို့ပိုးဆိုးမဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်မိမချာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအင်းတောင်းပီတာဖို့လိုအပ်တယ်နော်ယောက်ျားပြပြရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုပင်ကူးထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ်နော်နိုင်ငံပိုင်းပတ်စံနဲ့ဝယ်ထားတဲ့ဒီရဟန်းရင်တွေတိုက်လေရင်တွေအတုံးပြုပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျင်းနေတယ်အဲ့ဒါကတော့မင်းတို့ကအခုစကမ်းတွေတစ်ခုပြီးတစ်ခုနော်ဆွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတယ် ဒါပေမဲ့အဲ့ဒီအချုံကိုမင်းတို့လက်မခံဘူး။ဒါအဲ့တော့ပြောချင်တာကကွာယောက်ျားပြည်သားလိုက်ကြပါတော့မင်းတို့ပဲအချမ်းမှရှိတယ်ဒီမင်းအောင်နိုင်ရစပြီးတော့အောက်ချီစစ်ခွေးတွေအစုံထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ်။ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွဲ့ရှိတာဘူးနော်တကယ်စစ်သားတွေရနော်ထွက်လဲထွက်လို့မရနော်ဒီထဲမှာလည်းမိသားစုနဲ့ဒုက္ခရောက်နော်အဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါနော်မင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလေးကပြန်ခိုင်းလိုက်ဒီအပြေကပေးနေတယ်။ဟောဒီမှာဒီပွဲမှာဒီအာနာတိတ်ဘွဲမှာငါတို့ရှုံးတယ် နော်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလေးပြန်ပေါ်သွားမယ်ဒီအာဏာသိမ်းမှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တပ်ဆိုင်ရာအကောင်တွေကိုမင်းတို့ရေးယူကြပါငါတို့စစ်သားတွေကစစ်တမ်းလေးပြန်မယ်ပိုးရပြီးသွားပြီး gate ပွဲပြီး meeting နောက်တစ်ခါမင်းတို့နိုင်တော့လက်ကင်းလေးထွက်လာမှာပေါ့ဟုတ်တယ်မလားဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေသူမှွေတဲ့ပြဿနာလေသူမှွေလဲတော့လည်းခင်ဗျားတို့စစ်တပ်ကစစ်သားတွေမှန်မှန်ဆိုတော့ပေးရတယ်နော်အခုကြည့်စကားဝင်လိုက်တယ်မပြောချင်တာကဒီနေရာမှာကျွန်တော်တခုနောက်နော်ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ရှုံးနေတဲ့အရှုံးကိုရေရဲဝုံးဝုံးရင်ဆိုင်လိုက်ပါ ယောက်ျားဆိုတာအရှုံးနဲ့နိုင်နှစ်ခုကိုလက်ခံရင်းရငါနိုင်အောင်တိုက်မှာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက်မနိုင်ဘူးလားအရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါနော်လက်ရှိစခန်းနဲ့ဝင်ပစ်တယ်ကိုမနိုင်မှန်းတည်တဲ့ဟာကိုခံလဲမဖြစ်ဘူးနော်မင်းတို့ဘက်ကတည်လဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လိုင်းဘက်ကတည်လဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစတည်းကငါတို့ရှုံးမှန်းပြီဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လိုင်းအင်းစုတွေရောက်တယ်မှာစခန်းယူပါငါတို့အလံယူထောင်တယ်မင်းတို့ကြိုက်တယ်ငါတို့အရေးယူမင်းတို့မဖြစ်ခင်တည်းကအလံယူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်ဖက်တစ်ဖောက်ဆုံးလိုက်တိုက်တယ်လို့လာပြော ဒါပေမဲ့အခုလိုမျိုးတိတ်ခံမဲ့ဆိုတာသူများနိုင်ငံထွက်ပြေးလာတာဒါကွာမင်းတို့မင်းတို့ပြောနေတဲ့စတန်ဒတ်အာမီကိုရှစ်ဆရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုကြောင်နဲ့စပီးရစတန်ဒတ်ဟုတ်လားအဲစပီးတွေဆိုရင်စတန်ဒတ်အဲစပီးကြီးတာလေဟုတ်လားကြောင်နဲ့စပီးပဲကောင်းတယ်တိတယ်ကြောင်နဲ့စပီးတွေလောင်နာမီးတွေဟိုအဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောချင်ဘူးတိတယ်အဲ့တော့စတန်ဒတ်ဆိုတာနေရာကမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကြည့်အောင်တိတယ်မင်းတို့စတန်ဒတ်ကကြောင်နဲ့စပီးဖြစ်နေပြီနော်အဲ့တော့ အခုလိုမျိုးထွက်ပြေးတော့ဟိုကထိုင်းရတယ်မင်းတို့လက်မခံတော့ဘာဖြစ်လို့တိကထိုင်းဆိုတော့ဟာမျိုးကတာလဲပါပဲနေတော့ကွာနော်ရှင်းရှင်းလေးပဲလက်ရှိနေဆက်တောက်ချောက်အားလုံးဘလူဒီပိုင်နှားပြီနော်မင်းတို့ဘောမာတွေကမြောက်ပေးတာမရှိတယ်တကယ်တည်းပေးတာသူတို့တည်ရမှုတဲ့ဟာကြီးကိုအဲ့ဒီအဲ့ဒီကျော်စိုးတို့ဘာလို့လက်ရှိနေမှာနော်အခုလိုမျိုးဘလက်တို့စခန်းပိတ်ကြတယ်တော်စိုးကိုလေနဲ့လမ်းပေါ်ခိုင်းလိုက်စခန်းမကြိုက်တော်စိုးကူဆောင်ပြီးပိတ်တခါတည်းမျောစာဖြစ်မှာနော်ကောအဲ့ဒါမပြောဟိုလေလိုက်ပေါ်နေစပောက်ကမြောက်ပေးနေတာတေသူတည်ရမှုတဲ့ဟာကြီးကိုဟမ်အောက်မှာစစ်သားတွေရဲနေတည်တာလေကွာဟုတ်တယ်မလားသူတို့ကြိုက်အမျက်နိုင်နေတယ်ဟမ်ပြီးစခန်းတွေပါသွားပြန်ပြီ အတောင်ပိုင်းမှာဆိုဘလို့ထိန်းထားတာစစ်ကူပစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လှုပ်ထားတာအရှိပါလေပေါ့မနေ့ကနောက်ရှိတယ်ဟုတ်ဟိုတက်ထိန်းငထိန်းဆိုတော့ပါတော့ကောင်ရှိသေးတယ်အမှန်စစ်သားစစ်သားတို့ကလိုင်းမော်တက်ပြီးအာချောင်းနဲ့ပြောလိုက်စောက်ကြီးစောက်ကြဲနေကြီးပဲဟမ်အကောလုံးကိုလုံးချက်ပါခုနကပြောသလိုအဆုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြဿနာဘီဘီနော်မင်းတို့အာနာပိန်းနဲ့အာနာပိန်းတော့မင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးပဲငြိမ်တဲ့အချမ်းဆိုရှိတယ်နော်တကယ်စစ်သားကောင်တွေကမရှုပ်ဘူးစစ်သားစစ်သားအလုပ်လုပ်ကြတယ်တိုင်းပြည်ရေးမှာဝင်မရှုပ်ဘူးစစ်သားကောင်တွေက နော်စစ်ခွေးတွေဒါအပေါ်ကအဲ့စစ်ဘုံချုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်းလိုက်ကိုက်လိုက်အောနေလား ကိုစီရတော့ဒီလိုမျိုးပါနော်မ USM ပြတော့မှခုဆိုရင်ထိုင်းနိုင်ငံဘက်ကထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့အမြန်မှန်ရတင်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုတော့စစ်ကောင်စီနဲ့ဒီတော်လန်ရဲ့တပ်ဖွဲ့ဝင်တွေကြတဲ့မှာတော်တော်လေးတော့တပွဲပြင်းထန်နေတော့မှဖြစ်ပြတော့မှတောင်ပိုင်းတဲမှာဆိုတော့တဲကိုတပ်စခန်းလုံးနဲ့တင်ပိုက်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာထိုင်းမက်ကိုအမြဲလိုလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြတာဖြစ်တော့မှကျန်တဲ့နေရာတွေတားမှာဆိုတော့စစ်ကောင်စီတားနဲ့ပြတော့မှအင်းကြီးနိုင်ငံတွေပါထွက်ပြေးမှုတွေရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘက်ကနေပြတော့မှ ကျွန်တော်ဘက်ကလည်းမျက်စုံကိုပြောင်းခုလုံးကြောက်ဖို့ပါနော်ဒီလိုမျိုးခွင့်ရေးပေးနေတဲ့အချိန်မှာဒါကိုလက်တင်ခံပြီးတော့မှကိုယ့်ရဲ့မိသားစုလိုက်ကိုတော်လိုက်ပဲချမ်းကိုကုပြောင်းခုလုံးတင်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီကောင်းဆောင်တွေကနေပြီးတော့မှအခုဆိုရင်သူတို့အောက်ခြေတတတို့ထွေးချွေးပြီးတော့မှသူတို့ဆက်လက်အာဏာတည်မြဲနိုင်ဖို့စူးစမ်းနေကြတာမို့လို့ဒါကိုသိရှိနားလည်ကြတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့အလင်းမျက်စုံကိုပြောင်းပြီးတော့မှဖက်ဆရာနာရှင်စနဲ့အမြင့်ပြဖြိုချတဲ့ပွဲမှာပူပေါင်းပွန်ချဖို့ကျွန်တော်တို့နေကနေအားလုံးတောင်းဆိုပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်ခုဆိုရင်အားလုံးကြားထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီရဲ့မိုးမိုးနဲ့ပြူစော်ရီကောင်းဆောင်တို့အချင်းများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေရှိလာလဲဆိုတာကိုတင်ဆက်ထားတဲ့တဲ့င်းလေးကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော်ဘုံမှုဝေဖြူပြောတဲ့စကားများအနက်ပြည်သူစစ်တွေကိုမင်းတို့များနေပြီဆိုတဲ့သဘောကလုံပိုင်ခွင့်ထပ်ပို့ပြီးလုံနေတယ်လို့ဆိုချင်မုံရပါတယ်အဲ့ဒီစကားအရာလက်ရှိစစ်မှုထမ်းများကပြည်သူစစ်ပြူစော်တီများအပေါ်အမြင်မကြည်ဆောင်တွေ့ရပါတယ်တက်နေမှုရုံကခိုင်းတာကနည်းနည်းမင်းတို့ပါဝါပြတာကများများဟုဆိုလိုခြင်းဖြစ်ပါတယ် အဲ့ဒီပြဿနာဖြစ်ပြီးနောက်ပိုင်းဆိုယူထုံးကမလ31ရက်နေ့မှာမိဘကောင်လည်းငါဘကောင်လည်းတိစသေးတာပေါ့စုတက်တဲ့ဗီဒီယိုဖြတ်လိုက်ပြီးဆိုပြီးပြောနေရကစော်ကားထားရိုင်းထားတဲ့တက်တဲ့ရှိတယ်ဆိုမှတောင်းပန်ခြင်းလို့ပါတယ်လားဘာတွေကြွကျဲနေတာလဲလုံရဲပြောရဲရင်တန်ပြန်လာမှာကိုပြန်ခံရဲရမှာပေါ့ဆိုတဲ့စာသားကိုလူမှုကိုရဲ့ပေါ်မှာတင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းအညိုမပြေတဲ့ဆိုယူထုံးကစစ်မှုထမ်းခေါ်တဲ့ဖြစ်စဉ်တွေမှာမတမာမှုတွေရှိတယ်ဖော်ထုတ်အရေးယူပေးပါလို့ Facebook ပေါ်မှာပွဲစုအောင်ရေးတင်ပြန်ပါတယ် ူတင်ထားတဲ့ post အောက်မှာပစ္စောတီများကအင်စားဖြင့်ဗိုလ်မှူးဝေဖြိုးကိုနာမည်တက်ပြီးဝိုင်းတမာခဲ့ကြပါတယ်။စစ်တပ်မှာတက်ကြကြီးအစင်းနဲ့ဗိုလ်မှူးအစင်းတီများစွာကွာခြားပါတယ်။ပို့ဆိုရကဗိုလ်မှူးဝေဖြိုးဟာဗိုလ်မှူးအစင်းဆိုပေမဲ့လည်းတပတ်စင်တဲ့ဗိုလ်လောင်းတင်တန်းဆင်းခဲ့သူများဟာဗိုလ်မှူးချုပ်အစင်းများဖြစ်ကြပါတယ်။ဒါကြောင့်ဇော်ယူထွန်းဘက်ကထပ်ပြီးအစားထွက်လာချိန်မှာဘောင်ထဲဝင်အောင်တွင်ပြီးကျုံးလိုက်ကြခြင်းဖြစ်မယ်ထင်ပါတယ်။ဒီကိစ္စကိုမကျေနပ်တာကြောင့်မိထီလာပြည်သူစစ်ကရုတ်တံကိုရည်ရွယ်ချက်ရှိရှိဖျက်နေပြီးမေလ22ရက်နေ့မှာမိထီလာပြည်သူစစ်16ဦးနှုတ်ထွက်တော့မယ့်အကြောင်းလေးထွက်ပေါ်လာပါသေး ဒါကြောင့်ဇော်ယူထွန်းကိုတကယ်ပဲအေးအေးယူမလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အခုကာလမှာစစ်ကောင်စီကလူဝင်အားလူအချက်အရာပြည်သူစစ်များကိုကောင်းကောင်းအတုံးချနေရတဲ့ကာလဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပါပြည်သူစစ်များဟာမယုံလုံလုံရေးအပါအဝင်တခြားနေရာများအတွက်အရေးပါနေပြန်ပါသေးတယ်။ဒါကြောင့်ဇော်ယူထွန်းကိုအကြောင်းပြပြီးပြည်သူစစ်နဲ့စီယုံရေးပြတ်မဲ့ကိစ္စကိုစစ်ကောင်စီဘက်ကဆောင်ရွက်မှာမဟုတ်ကြောင်းယူဆရပါတယ်။ဒါကြောင့်ဇော်ယူထွန်းဟာစစ်ကြောရေးမှအစ်စ်ခံပြီးရင်ဒရီပေးဆုံးမှလုပ်ပြီးခံဝင်နဲ့ပြန်လွတ်လာနိုင်ပါတယ်။ ဒါပေမဲ့ပစ္စတိုတနက်နဲ့လက်ပြပုံပြပြီးမှတ်တိုက်ခဲ့တဲ့မလိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘူမူဝေဖြူကတော့စံနမူနာပြအဖြစ်စစ်ကောင်စီရဲ့အရေးယူမှုကိုခံရဝယ်ရှိနေပါတယ်ရှင်။ဒါပေါ့နော်ကျွန်တော်အလုံးတည်ထားတဲ့အချိန်မှာမိထီလာပစ္စတိုစစ်ကောင်ဆောင်ဒီဇော်ရီထွန်းအဆွေတော့သူတို့စစ်ကောင်စီဘူမူနဲ့အခြေတင်စကားများရာကနေပြီးတော့မှလိုင်းပေါ်မှာတွန်းနေပြီးတော့မှအားချခဲ့လို့အခုဆိုရင်အချို့ထဲဆွဲစီခံရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ္စတိုကြားထဲမှာပေါ့နော်တော်တော်လေးအချမ်းမြမ်းမှုတွေရှိနေတာပြီးတော့ဖက်ကွက်စမညေရာကနေပြီးတော့မှအခုဆိုရင် ဒီလိုမျိုးကိစ္စတွေများစွာရှိနေတယ်ဆိုတော့လည်းကျွန်တော်နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်။မိထီလာမှာရှိတဲ့ဒီ view sorting ဖွဲ့တွေကဆိုတော့စစ်ကောင်စီရဲ့ဒီ view sorting ဖွဲ့ဝင်တွေအဖြစ်ပြန်ပြီးတော့မှ note ထွက်သွားတာကိုကျွန်တော်ကြားရတာဖြစ်ပြီးတော့မှကြာခင်ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်းချက်မှာပေါ့နော်။ကျွန်တော်တို့နောက်ထပ် video သဘောနေနဲ့ဘာသမီမူးမူးခံရနေပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအောက်ခြေမှာတင်းတိုင်းကျဲစစ်ကောင်စီအုပ်ကြီးတွေနဲ့ပေါ့နော်တပ်သားတွေကနေပြီးတော့မှငွေကြေးအတင်းတမကောက်ခံနေတယ်ဆိုတဲ့အကြောင်းဝန်ခံပြောကြားထားတဲ့အရာလေးကျွန်တော်တစ်ချက်လောက်ခြေလိုက်ရအောင်နော်။ ျမတို့ဒီနာဆာကအစိုးရကြီးကျမတို့ဖတ်တယ်ဥဆောင်တဲ့နာဆာကအစိုးရကြီးကဥပဒေတရက်ဟိုဒီဟာကိုအသက်ဒီဟာကိုအတီးပြုတ်ပြထမ်းလိုက်တဲ့အပေါ်တွေမှာအောက်ခြေတွေမှာကအောက်ခြေရကြေးအပါအဝင်အဆင့်ဆင့်ဒီမျိုးနယ်တွေနော်လောက်စားပြီးတော့ဝေကြေးတွေစမှုလမ်းဒီစမှုတန်းဥပဒေကိုရှောင်ရဲဖို့အတွက်ပေါင်းပြီးတော့သူတို့တွေကလောက်စားပြီးတော့ဟိုပြည်သူတွေဆီကနေဝေကြေးတောက်ခံနေတယ်အဲဒီလိုကောက်ခံနေတာပြောပြပါနော်အများကြီးပဲကျမတို့ပို့ထားတာဒါပေမဲ့ကျမတို့မပြောခဲ့ဘူးဘာကြောင့်လဲသူတို့ဟာသူတို့လိုက်ရောညီထွေစွာနဲ့နေနေကြတယ်ပြည်သူတွေကလည်းဘာကြောင့်အခုလိုမျိုး ပေးရတာလဲဆိုတာအဲ့ဒီပြည်သူတွေကောအဲ့ဒီအခုသူတို့ကောက်ခံနေတဲ့မြို့ရွာဒေသရက်ွက်တွေမှာကောက်ခံနေရအဲ့ဒီပြည်သူတွေကောပြည်သူစစ်မှုထမ်းဆိုတဲ့ဥပဒေကိုထမ်းဆောင်ရမှာဆိုလို့ရှောင်ခဲ့တဲ့အနေနဲ့ဒါတစိုးလက်ဆောင်ပေးပြီးသူတို့ကပူပေါင်းပြီးတော့ပါဝင်ပြီးတော့သူတို့ပြည်သူစစ်မှုထမ်းဥပဒေကိုရှောင်ခဲ့ခြင်းလို့နော်သူတို့စီမှာရှိတဲ့မိသားစုတွေဥပမာကိုယ့်ရဲ့သားသမီးလင်သားလင်ယောက်ျားသားသမီးတွေကိုဒီပြည်သူစစ်မှုထမ်းဆိုတဲ့ဥပဒေကိုရှောင်ခဲ့ခြင်းလို့ မင်းအမဆိုလို့မပါရင်ပြီးရောဆိုပြီးတော့ဒီအခုရက်ကျဲတွေကနေကောက်ကန်လာတဲ့ပတ်စံတွေကိုတောင်းကမြကိုပေးတယ်တချို့ရက်ွက်တွေအိမ်နေဆိုရင်တစ်လကို1000 1000 2000 4000 5000အဲ့လိုပေးရတာလာတိုင်းလာတိုင်းနော်လာတိုင်းလာတိုင်းတချို့တွေဆိုဆိုတော့ကိုတော်စိုးသေးတယ်အမျိုးသမီးတွေအဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့မကိုက်ညီတဲ့ဟိုဥပဒေထဲမှာပါတဲ့စစ်မှုထမ်းရမယ်လူတွေနော်တားတွေသမီးတွေအရွယ်ရောက်တဲ့ဒီအမျိုးသားမျိုးသမီးမပါဘူးအသက်အရွယ်ကြီးမြင့်တဲ့မိန်းကလေးတွေနှစ်ယောက်သုံးယောက်ပဲနေတယ်အမျိုးသမီးတွေဆိုအသက်50ကျော်60ကျော်80ကျော်နေနေတဲ့အိမ်တွေတော့မှစစ်မှုထမ်းဥပဒေတရားတွေကို ဒီရောက်ကကနေပြီးတော့တောက်တဲ့ထမှာတခါ၄တောင်၅တောင်ထည့်ရတယ်မထည့်မဖြစ်တဲ့နော်အိမ်တိုင်းအိမ်တိုင်းထည့်ရမယ်တဲ့သူဒီအသက်ကြီးတဲ့လူတွေနော်တချို့မျိုးသမီးတွေဆိုသူတို့အိမ်မှာမိသားစုဝင်မရှိဘူးနှစ်ယောက်တည်းနေတာအဲ့ဒီဟာကမှထည့်ရတယ်အသက်60ကျော်80ကျော်လေ ပြောပြီเนาะအခုဆိုရင်ဒီလိုမျိုးစက်ကောင်စီအုပ်ကြီးတွေနဲ့သူတို့အောက်ခြေကအရာရှိတွေကနေပြီးတော့မှကျွန်တော်ပြည်သူတွေပေါ်မှာအနိုင်ကျင့်ပြီးတော့မှစမထန်စနစ်နဲ့ပတ်သက်ပြီးတော့မှလုံဆောက်လို့ကောင်းနေတယ်ဆိုတဲ့အကြောင်းသူတို့ကိုယ်တိုင်ထုတ်ပြောလာကြတာပဲဖြစ်ပါတယ်။ဇော်ရီထွန်းနဲ့ဒီဘုံမှုတို့ဖြစ်စင်မှာဆွန်လိုက်ပေါ့နော်ဇော်ရီကိုယ်တိုင်ကနေပြီးတော့မှ line ပေါ်မှာဒီစမထန်စနစ်နဲ့ပတ်သက်ပြီးတော့မှဒီစက်ကောင်စီအရာရှိတွေရဲ့လုံဆောက်တဲ့အခွင့်အရေးအကြောင်းကိုထုတ်ပေါ်ပြောကြားလိုက်ပြီးတဲ့နောက်ပိုင်းမှာဟုတ်ဆိုရင်သူကတော့စစ်ကြောရောက်နေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီစက်ကောင်စီရဲ့ပေါ့နော်စေုပ်ချွေရန်တရားဆိုရင်တော့သူတို့ကိုယ်တိုင်ပြန်ပြီးတော့မှဝေဖန်နေရတဲ့အစင်းအထိကိုရောက်ရှိနေတာပြီးတော့မှဒါက တော့ကျွန်တော်တို့ online လုံးတည်းရဲ့အောင်မြင်မှုကိုရရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးစုစည်းညီအစွမ်းနဲ့တက်ထုတ်လိုက်မယ်ဆိုတော့အခုလိုမျိုးကောကောပြပြပြတော့မှကျွန်တော်တို့ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့စခွေးပေါ်မတွေနဲ့ပေါ့နော်သူတို့နဲ့တက်ဆိုင်သူမှတမရဆိုတော့ကျွန်တော်တို့ online ရေးပူပေါင်းတက်ဖို့နေရတယ်ပြီးတော့မှအလွယ်တကူချင်းမုံတုတ်တင်လို့ရနေပြီဆိုတဲ့အကြောင်းလည်းတစ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါက်ကရောင်းနေပြီးတော့မှဟိုသလောက်ပဲစကိုင်းမြေကိုပို့မဲ့ဒီဇယ်ဘူးတွေကိုအချွေဘူးနဲ့ထည့်ပြီးတော့မှလိုတဲ့ဟာတွေမိတယ်ဆိုပြီးတော့မှပြောလိုက်တဲ့ပုံမှာဒီအပါအသားကဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့တစ်ချက်နားထောင်ကြည့်လိုက်ရအောင်နော်မပြောမပြီးမဒီမမီသလိုကွာဟိုပေါက်ကိုတော်ကနေပြီးတော့ပေါက်ကိုတော်ရဲ့ပြည်သူစစ်တွေကနေပြီးတော့ဖမ်းလိုက်တယ်ဆိုတော့ဘလူးမောင်နဲ့အချွေဘူးတွေနော်ကိစ္စနော်ရှင်းနာဖို့တော့ကောင်းတယ်ကွာနော်ဘလူးမောင်တွေအချွေဘူးထဲမှာတဲ့ ဒီတဲ့စီတွေထည့်ပြီးတော့ဟိုဘက်ကိုနော်တပုံးနေမြေတွေကိုတွားပြီးတော့ဖြန့်ဝေနေနော်ဒီဟာတွေကိုလမ်းမှာစစ်ဆေးတယ်စစ်ဆေးရေးတွေကအကုန်လုံးကိုကြော်ဖြတ်လာပြီးတော့ပောက်ကိုတော်နဲ့ပတ်သက်တဲ့နော်ဒီပြည်သူစစ်စစ်ဆေးရေးတွေရောက်မှာအကုန်ဖမ်းမိတာအဲ့တော့ပြောနေတာကဟိုကောင်တွေကလည်းရှင်းတယ်သိမှာဒီစကိုင်းတိုင်းဘက်ကိုရောက်ဖို့ဆိုတဲ့ကိစ္စစကိုင်းတိုင်းကိုမဖြတ်ဘဲနဲ့ဒီသုံးသာစီကရောက်เสียအကြောင်းမရှိဘူးဟိုကောင်တွေကပြောတာလည်းရှင်းတယ် စကိုင်းတော့တန်း90ပေးပြီဒီကားဖြတ်လာတယ်ဆိုတော့တနေ့တနေ့ကွာဒီအချိုရင်နဲ့တိုက်ပြီးတော့တဲ့တဲ့ဒီလောင်းသားဓာတ်စီကလောင်းသားစီကကိုဘက်ကဘလောက်တော်များရောက်နေသလဲကိုကြီးမဆာတို့ပြောတာမဟုတ်ဘူးနော်အကျန်းဖက်လောင်းသားစီကငါတို့ရှိမှာဆိုလို့စိတ်ကြိုက်ဝင်လို့ရဘာကြောင့်လဲအကျန်းဖက်တမမရှိဘူးရအောင်ဘောပေါက်လားမင်းတို့ဟိုဘက်မှာကမင်းလောင်းသားစီဆိုတာအရှင်းဆုံးပြောသွားလို့ရှိလို့ရှိလို့ရှင်အဲ့ဒါမင်းဘုံစီတလုံးပဲမင်းအဲ့ဒီ blue mountain မင်းဒီတဲ့ seat ကိုထိတ်မှမင်းမိသားတက်ပြီးတော့မင်း8 8ကိုပြစ်လိုက်ပါလို့တရွာလုံးပြီးလောက်အောင်ပါ ဘောပေါက်လားအဲ့တော့အချမ်းဖက်တဲ့နေရာမှာအချမ်းဖက်မဲ့ကိစ္စကိုသုံးမယ်ဆိုလို့ရှိရင်လောင်စာစီရလည်းဘုံတလုံးလုံးအဲ့နေအများရတယ်နော်ပြောချင်တာကွာမင်းတို့အဲ့နေအများတဲ့ကိစ္စတွေနဲ့မင်းတို့ကိုကျိုးစည်းဝါးတွေကိုမင်းတို့လုံနေတာကြီးရတက်ရက်တင်ပြီကွာအတိုင်းပြည်လေးအေးချမ်းမှာမင်းတို့လုံကြပါလားနော်ဦးသိန်းဆိုင်ကြီးဦးသိန်းဆိုင်ဦးသိန်းရွှေကြီးခေတုံးကတိုင်းပြည်အေးချမ်းတဲ့အချိန်မှာလုံတာပြဿနာမရှိဘူးကိုယ်ကတိုင်းပြည်ဖြိုးပြဖြစ်နေချိန်မှာမင်းတို့ဒီ team အရင်တော့ billion sis နှစ်ပေါင်း80 billion sis ဆိုတော့ပြဿနာတိတ်မရှိဘူးဒီကောင်ကတော့ဟုတ်ဆုံးပါနော်ကျွန်တော်စကိုင်းဘက်ကိုပုံမဲ့ဒီ diesel ဘူးတွေတွေ့တယ်ဆိုပြမပေါ်ကတော့နေပြမကြီးညာလိုက်တဲ့ပုံမှာတော်တော်လေးဥဒေါကနေတာပဲဖြစ်ပါတယ်အဓိကတော့ဒီ gate တွေမှာထိုင်နေကြတယ်ပေါ့နော်စစ်ကောင်စီတပ်ဖုံတွေလက်စားပြတော့မှကိုချိုးချနေတယ်ဆိုတဲ့အကြောင်းတွေကိုလည်းကျွန်တော်ဘုံမရုပ်ကိုက်တွေအင်္ဂါနေပြမခဏခဏပြောဆိုတာကိုလည်းခုရပိုင်းကြားနေရတာပြပြမှာ ဒါလည်းကျွန်တော်ဖိလစ်ဖိတာရှိတယ်ပေါ့နော်စကောင်စီတဖွင့်တွေကြောင့်ကျွန်တော်တည်ရပဲဖြစ်ပါတယ်ဒီကောင်တွေကတော့သူတို့ငွေတမျက်နှာထက်ချစ်ပြီးတော့မှဒီကျွန်တော်ပြည်သူတွေပေါ်မှာကုသေးဆုဖိအရာယူဖို့ကြိုးစားနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းခုဆိုရင်ကျွန်တော်ဒီဘောမတွေကိုယ်တိုင်ကနေပြီးတော့မှလည်းသိရှိလာချင်ရပဲဖြစ်ပါတယ်အဲ့လိုအောက်တန်းစားအုပ်စုတွေကိုလည်းကျွန်တော်အနေနဲ့ပေါ့နော်ရှင်းပြတင်နေတာပြီးတော့မှ PDF နဲ့ channel တော်လိုင်းရေးပူပေါင်းတဖွင့်နေတယ်ပြီးတော့မှအခုဆိုရင်သူတို့ရဲ့အချက်အလက်တွေကိုစုဆောင်းပြီးတော့မှလုံးဆောင်နေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့ခေတ္တကတည်င်းတဲ့ဘောလေးနားထောင်ကြည့်လိုက်ရအောင်နော် နိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမပြီးပါဝင်နေကြတာကြောင့်နိုင်ငံကမဖြစ်တင်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးအချမ်းဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကအပြစ်တင်အပုတ်ချပြောဆိုလိုက်ပြန်တဲ့အပြင်ရုပ်ရှင်ရုံတွေမှာစစ်တပ်ကအတိပေးခြင်းနဲ့အချက်တွေကိုပြသရမယ်ဆိုပြီးတော့ပါအမိန်ထုတ်လိုက်ပြန်တယ်လို့သိရပါတယ်။ဒါကိုတော့ ယမနီကရကုမျိုးမှာပြုတ်လုတဲ့ရုပ်ရှင်ဇာတ်ကားတွေရုပ်တင်ပြတ်သားရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာအဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကပြောတော်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးမှာအချက်ဖက်မောင်မောင်အောင်ဆိုတဲ့သူအဓိကပြစ်တင်ပြောဆိုတော်တာကတော့အမှုပညာရှင်တချို့ကကိုယ့်ရဲ့အမှုပညာလုပ်ငန်းကိုမလုပ်ဖဲနိုင်ငံရေးလုပ်ငန်းတွေမှာဝင်ရောက်ဆုတ်ဖက်လုတ်ခဲ့ကြတဲ့အတွက်နိုင်ငံမှာမဖြစ်တဲ့မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးပြောသွားသလိုလက်ရှိအမှုပညာရှင်တွေအနေနဲ့ပြည်သူတွေကိုစစ်ကောင်စီကပြောချင်တဲ့မန်ကန်နဲ့လမ်းကြောင်းကူတာရောက်အောင်လမ်းပြပေးရမယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်။ဒါပြင်ရုပ်ရှင်ရုံတွေမှာလည်း စစ်တပ်ကပြည်သူကိုတင်ပြခြင်းနဲ့အချက်တွေအတိပေးခြင်းနဲ့အချက်တွေကိုမဖြစ်မနေပြသဖို့လိုအပ်တယ်ဆိုပြီးတော့ပါအဲ့ဒီအကြံဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကရုပ်ရှင်အဖွဲ့တွေကိုအမိန့်ထုတ်ပြောဆိုသွားပြီးလက်ရှိမှာတော့ပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်ဒီလိုအကြံဖတ်မောင်မောင်အောင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးပြည်သူတွေကတော့အမှုပညာရှင်တွေကိုပြောရမှာထက်နိုင်ငံရေးမှာစစ်တပ်ကဝင်ပါနေလို့တိုင်းပြည်ကအခုလိုတွေဖြစ်နေတာဆိုပြီးဝေဖန်ပြောဆိုထားကြတယ်လို့ တချို့ကလည်းမောင်မောင်အောင်ကတော့တနေ့ကမှရန်ကုန်မှာပြစ်တက်ခံရတဲ့ဗိုလ်မှူးချုပ်ချိုထုံးအောင်နောက်ကိုလိုက်ချင်နေပြီထင်တယ်ဆိုပြီးတော့ပါလူမှုကွန်ရက်တွေမှာမှတ်ချက်ပြုပြောဆိုထားကြပါလိမ့်ခင်ဗျတကယ်လည်းလိုက်ချင်နေတာပဲလေနော်အခုဆိုရင်ဒီကောင်တွေကနေပြီးတော့မှရုပ်ရှင်နဲ့အနုပညာရဝင်းကနေပြီးတော့မှ propaganda လုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့မှသူတို့အရင်တော့လုပ်နေကြတဲ့အတိုင်းကျွန်တော်ပြည်သူတွေကို privilege လုပ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြည်သူတွေကတော့အတိအမြင်ပွင့်လင်းလာတာဖြစ်လို့ပါနော်အခုဆိုရင်လက်စကောင်စီနဲ့ဒီဘောမှာရုပ်ကတ်ရဲ့စကားတွေတော့မှလုံးဝကိုယုံကြည်တော့တာမဟုတ်ပဲね တက်ပွဲတွေမှာကျွန်တော်ဘယ်လိုမျိုးအခြေအနေထိရောက်ရှိနေပြီဆိုတာကိုကျွန်တော်ဘက်ကနေပြန်မှာပေါ့နော်အချင်းချင်းသတင်းတွေဖလှယ်ရင်းနဲ့သိရှိနေတာပဲဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကြာဆုံးချင်းလန်းစားလို့ပြောမှာဖြစ်ပြီးတော့မှအခုဆိုတော့ကျွန်တော်နေရာတော်တော်များများဆိုရင်စစ်ကောင်စီရဲ့စစ်ကောင်တွေကိုတခုပြီးတခုတင်ပယ်ရရှိနေတာပဲဖြစ်ပါတယ်ပြည်သူတွေမျိုးလင့်ထားတဲ့အတိုင်းပဲ2025ခုနှစ်ကဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့နေဝင်ချင်းလို့တောင်ပြောမှာဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်အားလုံးမျိုးမှန်ထားတဲ့အတိုင်းပဲ ဒီရုရှားကူညီနဲ့မိုက်ကျေးခွင့်နေတဲ့ပေါ့နော်စတန်ဒတ်အမေဂျီယာဆိုရင်တော့တနေချာပို့ပြီးတော့မှကျွန်တော်တော်လိုင်းရဲ့ပေါ်တွေရဲ့ချင်းမရှင်လင်းချင်းခွန်နေတာပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ဆင်မပြအမရောပဲနဲ့ဒီတော်လိုင်းမှာဆုံဆုံတီပူပေါင်းပုံပေးကြပါလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်းနဲ့ပြည့်စုံပြီးတော့မှဒါရဲ channel ည channel ဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ခေါင်းဆောင်ကောင်းတောင်းပေးလိုက်ပါတယ်